နာဆာကဥက္ကဋ္ဌကိုအာဆီယံကထိတွေ့ဆက်ဆံလာတာဟာမြန်မာနိုင်ငံရဲ့အခင်းအကျင်းကိုအလဲအကွေတစ်ခုဖြစ်စေဖို့ပုံဖော်ဖို့ကြိုးစားနေတာဖြစ်တယ်လို့စီးလုံးညညတော်တိုင်းသားလူမျိုးမမဟာမီ UN ကပြောရေးဆိုခွင့်ရှိသူဦးမျိုးကျော်ကဆီယံနိုင်ငံတဲ့ဌာနကိုပြောပါရယ်အာဆီယံအလဲကျဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်မစ္စတာအန်ဝါအာဆီယံဥက္ကဋ္ဌအကြံပေးထိုင်းဝန်ကြီးချုပ်ဟောင်းသက်စင်နဲ့နာဆာကဥက္ကဋ္ဌဗိုလ်ချုပ်မူကြီးမေအောင်လိုင်တို့2025ခုနှစ် AP 18ရက်မှာထိုင်းနိုင်ငံဘန်ကောက်မြို့မှာတွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်အဲ့ဒီအပြင်မလေးရှားဝန်ကြီးချုပ်မစ္စတာအန်ဝါနဲ့အမျိုးသားညွညွရေးအစိုးရ UNG ဝန်ကြီးချုပ်မန်ဝင်းခိုင်တန်တို့2025ခုနှစ် AP 18ရက်ကအွန်လိုင်းကားတဆင့်ဆွေးနွေးခဲ့ကြောင်း NUG ကထုတ်ပြန်ခဲ့ပါတယ်။လက်ရှိမြန်မာနိုင်ငံမှာစစ်ရေးအခြေအနေတွေအကြမ်းဖက်မှုတွေနဲ့တိုက်ပွဲဆောင်ရတဲ့ကိစ္စတွေဟာအာဆီယံပေါ်မှာလည်းထိခိုက်လာတာကြောင့်မြန်မာအရေးပုံမှုပါဝင်ဆွတ်ဖက်လာတာဖြစ်တယ်လို့စီးလုံးညညို့သောတိုင်းဒေသလူမြန်မာမဟာမိတ် UNE ကပြောရေးဆိုခွင့်ရှိသူဦးမျိုးကျော်က CNN တင်ထဏာကိုပြောပါတယ်။မြန်မာနိုင်ငံဆိုတာလည်းကြအင်္ဂလိပ်ဟိုမှာဒီမှာထိုင်းတို့ဒါအိုးတို့နာမည်ချင်းအာဆီယံဖွဲ့ဝင်နိုင်ငံတွေနဲ့ဆက်ဆံနေတယ် ဒီတော့မြန်မာနိုင်ငံရဲ့အနေထားဟာလေအာဆီယံအနေစီရင်မကဘူးအာချမှာရောကပအတိုင်းကမှာရောတော်တော်လေးရုပ်ပြဆင်ကြဲကြီးတော့ဖြစ်လာတယ်။နိုင်ငံအတွင်းမှာနေပြီးတော့ဒီအကြဖက်ဆပ်ချက်မှုတွေစေပေးစီချောင်းရတဲ့ဟာတွေကျွန်တော်တို့ဒီအာဆီယံရဲ့အပေါ်မှာလည်းဖြစ်ခိုင်းလာတယ်ပေါ့နော်။နောက်ဒီအပေါ်မှာမှုဒီပြီးတော့မြန်မာနိုင်ငံရဲ့အနောက်ဘက်တကားမှာကျွန်တော်တို့ဒီမဟာဗျူဟာရနေပြီးတော့ပြည်ရေးအခြေအနေပေါ့ဗျာ။ 家里的多少事，爹爹妈妈去拿爱心对你呀的，再说我阿姐啊，年年都没阿罗。 不能，阿拉将来伢妈有不必了发文说太难嘞，说一下嘛，不能。伢嘞，就是肯定是要喊忘记就好。在新罗阿托，伢伢妈健康身体，伢在多多跳跳舞，洗开来，说一下嘛。多多在在西安阿西安嘛，早晚洗开来，刚送一天么，把那个嘛最多滴也不帮帮忙。木嘞，伢妈能伢也看见，哎，来个苦，都帮婆婆做点伢都伢妈嘞。 နာဆာကဥက္ကဋ္ဌပူဇော်မှုကြီးမင်းအောင်လိုင်းထိုင်းဝန်ကြီးချုပ်ဟောင်းတက်စင်နဲ့အာဆီယံအလဲကျဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်အန်ဝါတို့တွေ့ဆုံမှုမှာမြန်မာငလင်ပြည်ပြည်နယ်ထူထောင်ရေးမှာအာဆီယံအတိုင်းဝန်ကဆက်လက်ကူညီဆောင်ရွက်ရေးဆွေးနွေးခဲ့ကြပါတယ်။အဒီပြင်မြန်မာအာဆီယံအတိုင်းဝန်မှာပူးပေါင်းဆောင်ရွက်ရေးကိစ္စတွေလည်းဆွေးနွေးခဲ့ကြောင်းသိရပါတယ်။ဒေတာရင်းနိုင်ငံရဲ့အပြောင်းအလဲတစ်ခုခုမှာအာဆီယံအနေနဲ့ဝင်ရောက်ညှိနှိုင်းပေးတဲ့ပုံစံသာဖြစ်ကြောင်းပြဿနာတွေကိုနိုင်ငံရေးအရာဖြေရှင်းဖို့လှုံ့ဆော်ကြည့်တဲ့သဘောမျိုးသာဖြစ်ကြောင်းတင်ဒကမဟာပြူအလေးလာရေးအဖွဲ့ကဒရိုက်တာဦးသိန်းထွန်းကဆရာနိုင်တဲ့တင်ထတာကိုပြောပါရစေ။ တော့အာဆီယံကိုယ်တိုင်ကအိုးရင်တော့ပြောရမှာရှိတယ်။သူတို့ကိုယ်တိုင်ကဒီဘယ်လိုပဲပုံတော့သိအားတာပဲ။ပုံနေပြောရင်တော့တရုတ်နိုင်ငံဘက်ကကြာသူတို့ကိုကတ်မယ်ဆိုတော့ပုံနေနဲ့ပြစ်ထားရရှိတယ်။အဲ့တော့ဘယ်လိုပဲဖြစ်ပါစေဒေတာရဲ့နိုင်ငံအကြောင်းလေးတစ်ခုမှာသူတို့ဝင်ပြီးတော့ပါရီထုတ်ရှားကြည့်လို့ရမယ်။ဒါမျိုးရှင်းနေပြီးတဲ့ပုံပဲ။အဲ့တော့အာဆီယံအခမ်းအနားကဘယ်လိုရှိလဲဆိုတဲ့ဟာကတကယ်တမ်းဘလောက်ကြီးအလုပ်ဖြစ်မယ်ဆိုတော့ပါမှာမဟုတ်ဘူးလေ။မြန်မာဆိုပြီးအဆင်ပြေဒေတာနဲ့လိုက်ခဲ့တယ်။ regionalization အဟိုရသူတို့ဒီဒေတာရဲ့နိုင်ငံဖွဲ့ထဲမှာလည်းပေါင်းနေတယ်။နောက်ဒီမှာလည်းဖြစ်နေတဲ့ပြဿနာတွေဒီ blockchain လို့ရအောင်နိုင်ငံရေးမျိုး ကတောင်းသူလှုပ်ရှားကြည့်တဲ့သဘောပဲအချင်းအဝင်ကိုဝေးလို့အကုန်လုံးပြီးသွားနိုင်တာဆိုတဲ့ဟာမျိုးလဲပုံပြီးညောင်းမှန်းလို့မရဘူးဒါပေမဲ့ဒီကပုံပြီးတော့ဘလောက်ကြီးလုံနိုင်လဲဒါကတော့စောင့်ကြည့်ရပါမယ်အန်ယူဂျီကတော့အခုနှစ်2025ခုနှစ်ဟာကြီးမားတဲ့ဒေါ်လာရဲ့အလဲပြောင်းဖြစ်ပြီးဒေါ်လာရဲ့အောင်ဖို့ပိုပြီးကြိုးစားသွားမယ်လို့အန်ယူဂျီရဲ့ယာယီသမ္မတဒူဝါလက်ရှိလာက2025ခုနှစ် AB 18ရက်နေ့နှစ်သက်မိန်ကုန်းမှာထည့်သွင်းပြောကြားခဲ့ပါတယ်။